လာမယ့် Friday fight 130ပွဲစဉ်တက်မှာတော့မြန်မာကိုစားပြုချန်တိုင်းတားလီကိုထိုင်းထိတ်တန်း fighter တို့နဲ့ one championship ကပွဲတည်ပေးထားကြောင်းတရားဝင်ချပြလာခဲ့ပါပြီ။ထိုင်းဖိုက်တာစွန်ချိုင်းကတော့ one championship မှာ7ပွဲထိုးပြီး9ပွဲအနိုင်ရရှိထားပြီးတပွဲသားရှုံးနိမ်ထားတဲ့ထိတ်တန်း fighter ကောင်တူပါ။ one championship မှာအနိုင်ပွဲ9ဖွဲ့ရခိုင်နှုန်းရှိနေတာက ထိတ်တန်းဖိုက်တာအဖြစ်သတ်မှတ်လို့ရပါတယ်။စွန်ချိုင်းဟာပါဝါအပြေးအဝနဲ့တိုက်ခိုက်နိုင်သူဖြစ်ပြီးနောက်ဆိုးရှုံးခဲ့တဲ့ပွဲစဉ်ကလည်းအမှတ်နဲ့သာရှုံးနိုင်ခဲ့တာပါ။မြန်မာဖိုက်တာဆလိုင်းထန်ခွေးရှင်ကလည်းရိုးရိုးလဝတ်ပြင်းသူပါနောက်ဆုံးပြိုင်ပွားအနေနဲ့2025ခုနှစ်စက်တင်ဘာလ28ရက်နေ့ကရှမ်းတောင်နဲ့မြန်မာလက်ဝဲပြိုင်ပွဲထိုးတာထားပါတယ် ဒီတစ်ခေါက်ထူးခြားချက်ကတော့ One Chat BN ရှင်းမှာအနိုင်ရလောက်ကောင်းသလိုအတွေ့အကြုံရှိတဲ့ Wyan Fighter တယောက်နဲ့ပိုးတဲ့ပေတာကမြန်မာ Fighter Slime Tank ရှင်းကရာအနည်းရရှိပါတယ်ဒီပွဲစဉ်ကလာ Slime Tank ရှင်းနေနဲ့အကောင်းဆုံးလက်ကျင့်နေသလိုသူရဲ့ပထမဦးဆုံးပွဲစဉ်မှာမနိုင်ရဖို့ပြိုင်တင်တင်ဆက်လာမှာသိကြပါပဲဒီပွဲစဉ်ကိုမြန်မာပရိသတ်တွေအားလုံးအားပေးကြပါလို့ Slime Tank ရှင်းပရိသတ်တွေကိုဖိတ်ခေါ်ထားပါသေးတယ်